ော်ကိုရမလို့တော့ဒီခါတာတော့တော့တော်တော်ကြောက်တာပေါ့ညာကိုလည်းတစ်ခါမှမမကြုံဘူးလားအဲ့လိုကြီးอ่ะဘောတကယ်ကြားလုံးငလင်းရင်လှုပ်တာတော့မှအဲ့လောက်ကြီးကြီးဘောဆိုတော့ရတော့မကြောက်ရဘူးလေကိုကရင်ခေါင်းသားထဲမှာဆိုကိုတောက်ကိုတော့မှဖြစ်ခါတာဆိုလို့ချင်းသွားပြီးတော့ရေတုံမျောရတယ်လို့ခံစားလိုက်ရတယ် ရေအောင်အနဲ့ပေးနေရကြောမှာရွှေတူးပေါ်ရေလုတ်ကိုင်းနေရင်ငလင်တန်ကြုံခဲ့ရတဲ့အခြေအနေကိုကိုပိုးကာကပြန်လဲပြပြနေရပါကိုပိုးကာနဲ့လုတ်ဖို့ကိုင်းမဲ့ရွှေတွင်းလုတ်သားငါးဦးတို့ဟာပြေရာချီနဲ့တဲ့ရွှေလုတ်ွက်တဲ့90ကြောကြာပိတ်မိရာကကဲဆဲသူရှိလို့အသက်ရှင်လျက်လွတ်မြောက်လာခဲ့ကြပါတယ်မလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မန္တလေးတိုင်းစင်ကူးမြို့နယ်မှာ အ ਨੇ ဆုံးလူ30ကျော်သေဆုံးခဲ့ပါတယ်။စင်ကူးနယ်ဟာငလင်ရဲ့ဘိုးချက် စကိုင်းမန္တလေးတို့နဲ့ထိစပ်နေပြီး AR မြေကမ်းမှာတည်ရှိတဲ့မြို့နယ်တစ်ခုပါ။စာနာသိမ်းပြီးတဲ့နောက်မန္တလေးတိုင်းတွင်ပထမဆုံးလွမြောက်နယ်မြေအဖြစ်တော်လန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မြို့နယ်လေးဖြစ်ပါတယ်။စင်ကူးမှာငလင်တန်းကြောင့်သေဆုံးသူ အများစုကပူပူကတို့လို ရွှေတူးဖို့ရေးလုတ်ကိုင်းသူတွေပါ။ ငလန်တန်ကျောင်းရွှေလုတ်ကတ်တွေပြိုကျကပိတ်မိရာကအင်းထဲမှာရွှေတူးခေါ်သူတွေတည်ဆုံးကြတာဖြစ်ပါတယ်။စစ်ကူးနယ်ကအင်းတွေဟာမြေအောက်အနည်းဆုံးပေနေရနေပါတယ်။အင်းမျိုးကတည်ဆုံးတဲ့အင်းလုတ်သားအများစုကိုအလောင်းဆက်ယူနိုင်တာမရှိပဲကြံ့ရက်သူမိသားစုကမြေမြုပ်တကြိုလိုက်ပြီးလို့သာမှတ်ယူကြရပါတယ်။ဒီလိုအင်းမြုံမှုဖြစ်စဉ်တွေကကိုဘိုးကအပါဝင် ရွှေတင်းလုတ်သား၅ဦးကိုတော့ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေကပိတ်မိပြီးနိုင်90ခန့်အကြာမှာအသက်ရှင်လျက်ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်လည်းရင်လောက်တာတော့ထားပါတော့ကျွန်တော်တို့၃တောင်ထိုးတဲ့ဝါပေါ့အဲဒီဝါကိုနောက်ရင်းကနေပြီးတော့ဖျားထီကိုအကုန်လုံးမိရကလေးတွေလိုက်ပြင့်လဲသွားကြတာဒါပါပဲဟိုလိုကြီးကတော့ဒါကြီးကြောက်လန့်ကြီးရလို့ကတော့မပြည့်ထဲပါဘူး အဲ့လိုကိုကတစ်ခါမှလည်းအင်းပြီးတာတွေပါလေကြားတာကြားလို့တာမကြုံဘူးလေမကြုံဘူးတော့ရောက်တော့အဲ့လိုလဲဒါကြီးလက်ဓာကြီးစိုးရင်ရလိမ့်မယ်လို့လည်းကိုလည်းမထင်ဘူးအရင်မလောက်လောက်ကိုဒေချာတိအောင်လို့အောက်မှာသလုံးနဲ့ရေထည့်ပြီးတော့ဒေချာကြည့်သလုံးနဲ့ခတ်ထည့်ထားတဲ့ရေကအောင်မြင်ခတ်တာကသဲကြတာနဲ့မရင်လောက်လို့မို့ရေတိုင်းခတ်တာနဲ့ကွဲတယ်လေ ဲ့ဒါပါရင်မရင်လှုပ်တာတွေပါလေဘိုးကဘယ်ချိန်တော့နားတယ်တော့ဘယ်ချိန်နေပြန်လှုပ်တော့ဆိုအာယုံထဲမှာပြန်ထားကြည့်တာပေါ့အကြမ်းဆုံးချက်တစ်ချက်ပါပဲအကုန်လုံးကြောက်ကြတာတော့ဒီချိန်ကြီးကတော့တိတ်ပြောတော့ကြောက်ကြပါဘူးအကုန်လုံးပြောရှင်ရင်လည်းဘိုးကလုံနိုင်မဲ့အားတင်းနေကြအောင်ပေါ့ချွေရင်းတို့ရမှာမြေပြင်ကနေအောက်ခြေအထိအနက်ပေ200ကျောင်းခန့်တူးကြရတာဖြစ်ပြီး အဒီကနေတဆင်းရည်ပြင်းကြီးအတိုင်းတွင်းကောင်းလိုက်ကပြန်လဲရှာဖွေတူးဖော်ကြရတာလည်းဖြစ်ပါတယ်။ငလင်လှုပ်ချိန်မှာတွင်းကောင်းအတွင်းပေနေရာခန့်အဝေးမှာရှိနေခဲ့ပြီးငလင်ကြောင့်ပြန်ထွက်လာဖို့ကြိုးစားစဉ်တွင်အောက်ဆုံးဝင်ပေါက်ရဲ့အထက်15တောင်ခန့်အမြင့်ပင်မဝင်ပေါက်လမ်းကြောင်းမှာရွှွန်နဲ့မြေသားရောရာပြိုကျလာကြောင်းဝင်ပေါက်တစ်ချမ်းပိတ်မိကထွက်မရတော့တာလို့ကိုဖိုးကကဆိုပါတယ်။ လုံငန်းလုံနေတန်လားမှတ်တမှတ်ဖြစ်သွားဆိုတော့နည်းနည်းတော့ကြောက်သွားပေါ့ကြောက်သွားပြီဒီလောရလောကြောင်းလေးမှာမိကိုနေကြတော့လဲပေါ်ကလည်းသူ့ဘာသူကယ်တဲ့သူတွေရောဘာတွေရောရန်နဲ့ကိုဖြစ်တယ်ဆိုတော့တန်းရောက်လာတော့ရောက်တော့စိတ်ထဲမှာသာကြောက်စိတ်သာရှိတာလေကိုမကဲနေတာပဲဆိုတတ်လို့ရလို့ကြောင်းကြွားကတော့သူတို့ဆက်ကကဲတာကဲတာတပိုင်းမြေကိုအောက်ကလည်းပြန်ပြီးတော့စဉ်းစားကြတယ် အဲလိုစဉ်းစားနေတာလားသူတို့နင်းနေရတကုတရက်တရက်နဲ့နင်းနေမှာရတ္တာရှိ နေလာတော့ရောက်တော့နင်းနေတော့ဝိုးပြီးတော့ကြောက်အားလေးတော့ကြီးလာကြအောင်ပေါ့အဲတော့ကိုယ်ကင်းနေတာပါလားဆိုတော့စိတ်နဲ့ပဲတွေးပြီးတော့ဒီတန်းနိုင်မယ်ပြောပြောရှင်ရင်မနေခဲ့ကြလားရွှေတွင်းနေပြိုကြကုန်တာကြောင့်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့တော်လိုင်းအင်အားစုတွေပူးပေါင်းကယ်ဆယ်ဖို့ အမြန်လှုပ်ဆောင်ခဲ့ကြတာဖြစ်ပြီးအပြင်ကနေကယ်ဆယ်နေတာကိုသိရှိရတာကြောင့်အချင်းချင်းဖေးမကအာတင်းမီနေခဲ့ကြတယ်လို့လည်းကိုဘိုးကကပြောပါတယ်အာတင်းမီနေတယ်လို့ပဲပြောရတော့မှာပေါ့ကိုမထမ်းမကယ်တဲ့သူရောဒါရိုက်ရန်နေတယောက်ပြီးတယောက်သူတို့ကလည်းလဲလဲနေနဲ့ဆင်းလောက်ပေးနေတာဆိုတော့ရောက်တော့ကိုလည်းအောက်ကနေပြီးတော့အာဘာတော့ဒီရေတောက်ရှင်ရေဒါလိုက်တန်းမာတာ မုံစားခြင်းမုံလမ်းမာလိုက်တာဒီပြင်စားရည်သာထုတ်ကြီးထည့်ကြီးရောက်တော့ချမရဘူးလေအပိုင်နဲ့တော်မဲ့စားတာလေးတော့ပဲကိုကလည်းသူတို့လည်းစိတ်မပြအာယုံမရောက်အာယုံမနောက်တဲ့နည်းလေးအဲ့တိုင်းလေးပဲမှားပြီးတော့စားရကြအောင်ပေါ့ကိုဘိုးကလည်းအတူပိမေသူငါဦးလုံးပိုးမဲ့တန်ရပဲမရပဲအားလုံးဘေးကင်းလွတ်မြောက်ခဲ့ပါတယ်တွင်းဝင်ပေါအနေငယ်မပိမ့်မိပဲကြံတာကြောင့် ကယ်ဆယ်ရေးသမားတွေဟာအဲ့ဒီဝင်ပေါက်ကနေလေပိုက်ထည့်ပြီးအောက်ဆီဂျင်သွင်းပေးသလိုအစာအသောက်နဲ့ရေရဖို့ကူညီပေးကြတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်လူထွက်ရအောင်အထိမိသားတွေဖျက်ရှာပြီးကယ်ဆယ်ပေးခဲ့ကြတာလို့ကိုဖိုးကကပြောပါတယ်။ဂုံးမော်ရောက်ရောက်ချင်းမှာလင်းတဲ့မြင်လိုက်တဲ့အချိန်လေးတော့နည်းနည်းတော့ပြန်ကြောင်သွားသေးတာပေါ့။ ကိုခုကတော့သရေလက်ရင်းနဲ့ဖြစ်နေတဲ့ပုံစံမျိုးပါပဲပုံမှန်တိုင်းပါပဲရေခါသာလေးတစ်ချက်ပဲရေခါသာတော့ကတော့တော်တော်ကြောက်တာပေါ့ကြာကိုလည်းတစ်ခါမှမမကြုံဘူးလားအဲ့လိုကြီးဘောတကယ်ကျန်းတော့ငလျင်လှုပ်တာတော့မှအဲ့လောက်ကြီးကြီးဘောဆိုတော့ရတော့မကြောက်ရဘူးလေကိုကအင်းခေါင်းသားထဲမှာဆိုကိုတောက်ကိုတော့မှရေခါသာဆိုလို့ချင်းသွားပြီးတော့ရေတုံမျောရသလိုခံစားလိုက်ရတယ် ူဖိုးကနဲ့အတူအင်းသားတွေဟာငလင်လှုပ်တဲ့မလ28ရက်နေ့ကလေးကပိတ်မိခဲ့တာဖြစ်ပြီး မလ30ရက်နေ့ညနေ4နာရီခန့်မှပြန်လည်လွတ်လာတာဖြစ်ပါတယ်။တွင်းထဲမှာပိတ်မိနေစဉ်အသက်40ခန့်ရှိတဲ့အင်းလုံသားခေါင်းဆောင်ကကယ်ဆယ်ရေးတွေမကယ်နိုင်ရင်တော့အထဲကနေကိုယ်တိုင်တွင်းတူပြီးထွက်ဖို့အထိအချင်းချင်းအားပေးစကားပြောကအတင်းထားကြတယ်လို့ဆိုပါတယ်။ ဆင်ကွင်းမျိုးနယ်အတွင်းငလင်းကြောင့်32ဦးသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့တယ်လို့ကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြောပါရယ်။တချို့အင်းတွေမှာတော့ပိတ်မိသေဆုံးသူတွေရှိနိုင်ပေမဲ့အလောင်းမထုတ်ယူနိုင်တာသတင်းအချက်လက်မရရှိတာကြောင့်ဘာကိုမှ အတည်မပြုနိုင်ပဲရွှေလောက်ကွက်ကိုပါပိတ်ပစ်လိုက်ရတာမျိုးရှိတယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကဆိုပါရယ်။ လက်တလုံးမှာတော့စင်ကူးမျိုးနဲ့အတွင်းရွှေလောက်ခွက်တူးဖော်သူအားလုံးရန်နာထားလိုက်ကြပါပြီစင်ကူးမျိုးနယ်တဲ့ကလက်ပံလာနွယ်ယုံကြီတောက်ပေါက်ချောင်းကြီးစတဲ့ဒေသတွေဟာမြန်မာနိုင်ငံအတွင်းအကြီးဆုံးရွှေတူးဖော်ရေးလောက်ခွက်တွေရှိတဲ့ဒေသတွေဖြစ်ပါတယ်